ဇာယစီယာနေစုတော်ရဲ့ရှင်းနေမာလီမေဆန်ရှာနဲ့ကိုဘွားတထောင်မောင်မဲကဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါတယ်ရှင်အပိုင်းကိုမေဆန်ရှာက ကာလီဖာကိုခက်ပြင်းပြင်းနင်းထားသည်ကာဤကောင်းခြင်းနဲ့မေဆန်ရှာ၏စိတ်ဆောခြင်းတို့ပေါင်းလျက်ကာကလေးညှို့မှလွတ်တော်မြလို့အရှိန်ဟုန်ပြင်းစွာတဟုန်တို့ပြေးနေသည်အမောင်ကဖျားကြလာပြီးလမ်းမီဝါကျင်ကျင်တွေက လမ်းပေါ်ကအမောင်ကိုထိုးခွင်းနေ၏လမ်းဘေးမှာအဆောက်အုံတွေရိတ်ခနဲရိတ်ခနဲကျန်ခဲ့သည်ရှမ်းအာယုံကရှေ့မှသာတိုင်တန်းမီပွိုင်ကိုဖြတ်ကျော်လာသည်ရှေ့မှတရားပြူနေလာပြီဘာမှထူးခြားမှုမတွေ့ရသည်သူတို့ဘယ်မှာစောင့်နေသနည်းဘယ်လိုစောင့်နေသနည်းနောက်ခန်းမှာလှဲလျက်ပုန်းလိုက်လာသူခွန်မြတ်သားကခက်တူတူလှမ်းပြောသည်တရားပြူနေပြီလားဘာတွေ့လဲဘာမှမတွေ့သေးဘူးဖုန်းလည်းထပ်မခေါ်သေးဘူးနော်ဟုတ်တယ် ချိန်နဲ့ချိန်နဲ့အန်ခိုင်ပဲမဟုတ်လားဟုတ်ကဲ့ဖြင်းရင်ကမေးစမ်းရှာသည် dashboard မှအနာရီကို ဖြတ်ခနဲငုံကြည့်လိုက်သည်6:20ကွက်တီပဲဖြစ်သည်ကားက40အချိန်ကအေးတော်လဲရှာနှဘူးမှာချွေးတွေတီးကုန်နေသည်စိတ်လုံရှားမှုကကားထက်ပို၍အချိန်မြင့်နေနှလုံးခုန်တန်ကကားဆက်တန်ထက်ပို၍ကျန်တောင်နေသည်ကားလန်ကနေဆင်းလာရမှဥပြန်မော့လာသည်ဆက်ရှင်အနေငယ်ရှော့ချလိုက်သည်ထို့စဉ် တယ်လီဖုန်းခေါ်တယ်မြည်လာသည်ရှာကအိတ်ထဲမှဖုန်းကိုယူရဖွင့်သည်ဟယ်လိုဒိုမီဆန်ရှာလားဟုတ်ပါတယ်ဘယ်ရောက်နေပြီလဲတရပြူရှိကားပါရောက်နေပါကလည်းကျောက်စင်းရောင်ပရာတိုလေးခါခွေတွေ့ပြီရှေ့ဆက်မောင်းမှာဖုန်းချသွားပြန်သည်ရှာကကားကိုဆော့ဆော့ကအတိုင်းတူညီသောအရှင်ဖြင့်မောင်းလာ၏ဘာတဲ့လဲခုံမြတ်သားကလှမ်းမေးပြန်သည် သူတို့ရှာတို့ကားကိုတွေ့တယ်တဲ့ရှေ့ဆက်မောင်းလို့ပြောတယ် ကိုမြတ်သာပြန်ငိန်သွားသည်ကားကိုမောင်းရင်းနောက်ကြည့်မှန်မှလိုက်လာတော့ကရှိမရှိကြည့်သည် အဖြူရောင်စုပါစလွန်လေးတစ်စီးကတ်လိုက်လာသည်ကိုတွေ့ရသည်ရှားကကားကိုအချိန်နဲ့ငယ်ရွှတ်ချပြီးလမ်းဘေးသို့ဆင်းကာနောက်ကားကိုကြောတက်ခွင့်ပေးသည်သို့သောထိုကားကကြောမတက်ထိုကားသည်ပြန်ပေးသမားတို့ဤကားလေလောကိုခုံမြတ်သာသတိထားနောက်မှကားပါလာတယ်ဟုလဲခုံမြတ်သာကိုသတိပေးလိုက်ရသည် ခွန်မြတ်တာကကားကိုရှင်ပေါ်မှာလှဲ၍နေလိုက်သည်ခဏကြာတွင်နောက်ကားကမိထိုးပြီးရှေ့ကိုကြော်တက်လာသည်သို့သောရှားဤကားရှေ့သို့ရောက်အောင်ကြော်မတက်သေးပဲဘေးချင်းရှင်၍အတန်ကြာမောင်းနေသည်ရှားကကားမောင်းရင်ဘေးချင်းရှင်နေသောကားကိုငုတ်ကြည့်သည်ကားဖြူလေး၏အတွင်းမိကပိတ်ထား၏ထဲကလူတွေကိုတက်တက်ကွဲကွဲမမြင်ရသို့သောကားရှေ့ကမှာရောနောက်ကမှာပါလူရိတ်လူတရံတွေကိုတွေ့ရသည်ရှေ့ကမှာ၂ယောက်နောက်ကမှာ၂ယောက် ထိုကားကကားဟွန်းတစ်ချက်တီးကကြောတက်သွားသည် အနှဲငယ်ကြောအောင်အရှိန်ဖြင့်မောင်းသွား၏ယခုတိုင်းဆိုရင်ထိုကားပြူလေးကရှိက ရှာဤကားကနောက်ကဖြစ်သည် ဖုံးတံမီလာပြန်သည်ဟယ်လိုကျုပ်တို့ကားကတော့မီဆန်ရှာရဲ့ကားရှိမှရောက်နေတဲ့ကားပဲကျုပ်တို့ကားနာကိုမျက်ခြေပြတ်မခံမလိုက်ခဲ့ပါကောင်းပြီပျက်စီးပါတယ်နော်စိတ်ချပါဖုံးကပြန်ပိတ်သွားသည်ဖုံးထဲကပြောနေတယ်လို့ရှိကကားသည်ကိုကိုပါလာမိပြန်ပေးသမားတို့ဤကားဖြစ်ကြောင်းသိရသည်ဖြင့် ထိုကားကိုအာယုံပြု၍လိုက်လာခဲ့သည်ဟယ်လိုအကျုပ်တို့ကရှင်းနာမှာညာဘက်ကွေ့မယ်နောက်ကနေပြီးအရှင်ရှော့မောင်းလိုက်လာခဲ့ပါ ကျုပ်တို့ကားနဲ့ခွာပြီးရက်ပါနားလည်နေနော်လဲပါတယ်ရှီကားကလမ်းမကြီးပေါ်မှာနေ၍ညာဘက်သို့ချိုးကွေ့ဝင်သွားသည်လမ်းကမြေလမ်းကလေးသာဖြစ်သည်ဘေးမှာကရဘာပင်တွေဖြင့်အုပ်ဆိုင်နေသည်အိမ်တွေနှင့်အလံဝဲဤလူပြက်သည့်နေရာဖြစ်သည်ရှားကလည်းကားကိုကျင်လဲစွာမောင်းရင်းထိုလမ်းကြားကလေးထဲသို့မောင်းဝင်ခဲ့သည် ရှေ့ကားဤနောက်ပိုင်းမှာမီးနီနီကလေးကိုလှမ်းမြင်နေရ၏တန်ငယ်ကြာသွားပြီးနောက်ရှေ့ကားကရက်သွားသည်ရှေ့ကားရက်သည့်နေရာသည်တစ်ပင်အုပ်များနှင့်အနှဲငယ်ကွာသောကွင်းမြင်ဆက်မှဖြစ်သည်အဘောကထွက်ပြူစဆန်းလာရောင်ကြောင့်ကားပေါ်မှလူများဆင်းသည့်တရံကိုရွတ်တို့ရိတ်တိမ်မြင်ရသည်အားလုံးပေါင်း၄ယောက်ဖြစ်သည် ရှာကကားကိုရက်လိုက်ရှေ့ကားနှင့်ပေ90ခန့်ကွာလိမ့်မည်ဖုန်းခေါ်သံတတီတီကရှားစိတ်ကိုစောင့်ခုံစေသည်ဟယ်လို အကျုပ်တို့ရှိရာကိုဒေါ်မီဆန်ရှာလာခဲ့ပါငွေအိတ်ကိုယူလာခဲ့ဒီမှာကိုနေတော့ပါတယ်မြင်လားမိုးသားရိပ်ရိပ်ကြားမှတာနေတော့လာရောင်မှုံမှုံအောက်တွင်မြင်ရသည့်တရံများတဲ့၌ကိုကုကို꽌ပြားစွာမြင်ရသည်ဟုရှာတင်သည်ကြည်ရသည်မှာကိုကုကိုကျိုးဖြင့်တုတ်ထားပုံရ၏နောက်မှတယောက်ကချုပ်ကန်ထားပုံလည်းရသည်ကြံနှစ်ယောက်ကအလွတ်သူတို့လက်ထဲမှာလက်နက်တွေပါလိမ့်မလားမသိတကုကုတော့ပါမှသေးကြသည်ဒါလားတနက်လား တင်ကြွတွက်စာထားသလိုဖြစ်လာလိမ့်မလားသို့မဟုတ်လွဲချော်သွားမလားရှားတွေးလိုက်မိပြီးယင်ပူလာသည်ကားဆက်ကိုတက်လိုက်သည်မြင်းနေပြန်ပေးသမားဤစောစောကမေးအတွက်ရှားကအပြေဒါဖြင့်ကောင်းပြီအေးအေးဆေးဆေးလေးလာခဲ့ပါကျုပ်တို့အစဉ်သင့်မဲ့အားလုံးအစဉ်ပြေပါတယ်နော်ပြေပါတယ်ပြောတဲ့အတိုင်းလုပ်နော်ဒါပဲဖုန်းထဲကအတန်ပြတ်သွားသည် ရှားကဖုန်းကိုပိတ်လိုက်ဤကားရှိခံတကားကိုဖွင့်လိုက်သည်ရှား ကားရရနေရဤဘေးနားမှာကရဘာဘင်တချို့ရှိနေသဖြင့်အမောင်ရိတ်ကြနေသည်ထို့ကြောင့်ကားရဲကခွန်မြတ်တာကိုသူတို့မြင်လာမည်မဟုတ်ကားပေါ်မှာမစင်းသေးပဲကိုခွန်မြတ်တာအတန်ကိုတင်းငင်အောင် ထိတ်ချုပ်ပြီးခေါ်လိုက်သည်ပြောပါမင်းဆန်ရှာအတန်သာကြားရဤလူကပုံရံမှာမထသည် သူစိုးရိမ်နေဟန်ရှိသည်ဟုရှားတွက်သည်ဒီလိုလုပ်ရအောင်ဘလို့လဲအခုရှားသွားတော့မယ်ငွေထက်ထားတဲ့တစ်တာယူသွားမယ်ရှားရဲ့ဖုံးကနေ ကိုခွန်မြတ်သားရဲ့ဖုန်းနံပါတ်ကိုခေါ်မယ်။ကိုခွန်မြတ်သားက ဖုန်းကိုဖွင့်ထားပြီးရင်ရှားကဖုန်းကိုဂျာကင်အင်ကြီးအပေါ်အိတ်ထဲမှာထည့်သွားမယ်။တောင်းရင်ကနေရှေ့မှာရှိနေတဲ့အခြေအနေတွေကိုတွတ်တွတ်ပြောသွားမယ်။ဒါဆိုရင်ကိုခွန်မြတ်သားကားထဲကနေရှားတို့ဖြစ်ပြန်နေတာကိုသိရမှာပဲ။ခြေနေကောင်းနေရင်ဘာမှမလုပ်ရှားပါနဲ့။ရှားဘက်ကတခုခုနှိမ်ပါသွားရင်တော့ကိုခွန်မြတ်သားရဲ့အကူအညီလိုလိမ့်မယ်။မေဇန်ရှားအိမ်မှာပြောခဲ့တယ်လို့သူတို့ကမိအောင်လုပ်မလို့လား။ဟုတ်တယ်။ကျွန်တော်မေဇန်ရှားအတွက်ဆိုရင်လည်း ရပါတယ်ကိုခွန်မြတ်သားဘာမှမပူပါနဲ့ခွန်မြတ်သားရီတက်ပြင်းချတဲ့ကိုကြားရသည်ကောင်းကလေးကကားကိုရှင်များကြားမှာထွက်ပေါ်လာ၏တတိထားသွားပါကျွန်တော်မီဆန်ရှားပြောတာကိုလည်းနားထောင်နေမယ်အရေးကဲလည်းကြည်နေမယ်ကျေးဇူးကဘာပါပဲကိုခွန်မြတ်သားကိုခွန်မြတ်သားရဲ့ကျေးဇူးကိုမမေ့ပါဘူးရှာကခွန်မြတ်သားရီဟန်ဖုန်းနံပါတ်ကိုနှိမ့်လိုက်ပြီးပြီးတော့ဂျာကင်အင်ကြီးအပေါ်အိတ်ထဲသို့ထည့်လိုက်ထို့နောက်ငွေတစ်တာကိုဆွဲကာကားပေါ်မှာဆင်းသည် ရင်ပြင်ကိုခြေချနိုင်ရင်ကပုံကုံလာသည်ဟုထင်သည်သို့သောသတိကိုစုစည်းထားလိုက်ခြေလန်းတွေကို ပြန်ပေးအဖွဲရက်နေရကားအဖြူလေးဘေးသို့ဥတီလိုက်သည်တလန်းပြီးတလန်းတင်းငိမ်စွာလှမ်းလာခဲ့သည်ခွန်မြတ်သာသည်ကားနောက်ခံတွင်ပုံနေရမှာကားမြူ၍လှမ်းကြည့်လိုက်သည်မေဆန်ရှား၏ကြောပြင်ကိုမြင်ရ၏ဟိုးအဝေးတွင် ကားပြူကလေးနှင့်လူတစုကားနောက်ခံကိုအသာလေးဖွင့်၍ဟလိုက်သည် ပြီးတော့အသာအရာလျှောစင်းလိုက်၏မြေပြင်၌ခြေချပြီးနောက် ဖွင့်ထားသောကားတကားကိုကွယ်လျက်ရှေ့ကိုကြည့်သည် ထိုကိုင်မေဆန်ရှားစကားတန်ကဖုတ်ထဲမှပေါ်လာသည်ရှားသူတို့နဲ့နီးနေပြီကုကုကိုတယောက်ကချုပ်ထားတယ်ကြံတယောက်ကတက်တက်ရက်နေတယ်ကြည့်ရတာသူတို့လက်ထဲမှာဓာရီရှိတယ်လရောင်နဲ့ခက်ပြောင်ပြောင်လေးမြင်ရတယ်ခုမြတ်သာရင်ထဲမှာတရိတ်တိတ်ဆောင်ကုန်လာသည်စွန့်ရီမက်ကမြင့်တက်လာ၏မေဆန်ရှားအဆင်ပြေပါမလားလက်နဲ့ပါသောယောက်ျား၃ယောက်ကိုလက်နဲ့မဲ့သောမေဆန်ရှားမြည်တို့ရင်ဆိုင်မြင်နီး မေဆန်ရှား၏စွန့်ဆောင်မှုကအန်နီရဲ့ကြီးလွန်းလာသည်ဟုခေါ်မြတ်သာတင်သည်ခန္ဓာကိုယ်ကိုကန်းလျက်ညာလက်ကခြေထောက်ကိုဆန်သည်ဂျင်းမောင်မီအောက်မှမာကျောသောအရာကိုထိတွေ့ရ၏ဂျင်းမောင်မီခြေထောက်ကိုအသာပင့်တင်ထားလိုက်သည် ထို့စဉ်မေဆန်ရှားကပြန်ပြီးအဖွဲနာသို့ရောက်သွားပြီဖြစ်သည်ဘယ်မှာလဲငွေတယ်လီဖုန်းကို ဖွင့်ထားသဖြင့်တပတ်ကယောက်ျားတန်ကမေဆန်ရှား၏ဖုန်းမှတစ်ဆင့်ခေါ်မြတ်သာနားထဲစီးဝင်လာသည်ပါပါတယ်မေဆန်ရှားကတစ်တာကိုမြောက်ပြသည်ပြည့်ရလား အပြည့်ပါတက်တာကိုချလိုက်ရှင်တော့ကိုကိုကိုရင်ရွတ်လိုက်ပါမိငွေပြည့်မပြည့်ကြည့်ရအောင်ပဲလေဒါပြည့်မြန်မြန်ကြည့်တယောက်ကမေဆန်ရှားရှိမှတက်တာကိုလှမ်းယူသည် လရမှုံပြပြတွင်၎င်းဖြစ်ပြက်တို့ကိုခုပြတ်သာမြင်နေရသည်မြင်ကွင်းကိုလှမ်းကြည့်နေရသည်မှာလျှို့ဝက်တဲ့ဘိုဇက်လန်တပုတ်ပမာဖြစ်သည်မောဟိုင်းနေသူရင်ကြောင်ကြမှုတွေကဲလွန်နေသည်မေဆန်ရှားအဆင်ပြေပါစေသို့မဟုတ်တစ်ဖက်ကညံများခဲ့လျှင် တစ်တာကိုဖွင့်ကြည့်သူကငွေပြေပါတယ်ဒါဖြင့်ကိုကိုလှဟင်ရှင်းတော့ပါရည်ရလဲတဘောကြလို့ဘာမင်းတော်တော်လဲတဲ့ရှင်းနေမှလေးပဲဒီလောက်အောက်မယ်မထင်ဘူးငါတို့ကမင်းကောင်ကိုငွေ3သိန်းနဲ့လာရွေးဆိုတာမင်းအဟုတ်ထင်နေတကယ်ကတော့ငွေ3သိန်းနဲ့မင်းကောင်ကိုလဲမလားကွာငွေလိုချင်10သိန်း15သိန်းတောက်မှာပေါ့အခုငါတို့လိုချင်တာကမင်းကိုပဲဘာရှင်ဟုတ်တယ်မင်းကိုလိုချင်တာမင်းကြောင့်ငါတို့ဆရာထောင်ကြခဲ့ရတယ် ဒါကိုကလဲစားချေခြင်းလို့မင်းကိုမျှခွန်လိုက်တာပဲအခုမင်းငွေတွေလည်းရပြီမင်းကိုရောမင်းကောင်ကိုရောဒီနေရာနဲ့အပြတ်ရှင်းပြန်ပါကိုမြတ်သာရင်တဲ့သူပြင်းထန်သောစိတ်လူများတစ်စင်ခွင်းဝင်လာသည်သွေးတွေပူနွေးလာ၏ကောက်ကျစ်လှန့်ပြသောထိုလူစိုးတွေကိုအမောက်ကျိတ်ဖြစ်ခြင်းစိတ်ပေါ်လာသည်မေဆန်ရှားကရှင်တို့ရောက်မှလာ၏လားဒါရောက်မှတာမဟုတ်ဘူးညံကစားတာရှာတတိထကိုနေတော်ဤလန့်အော်တတိပေတံကိုကြားရသည် ခွန်မြတ်သာယင်ထဲကလည်းတရိပ်ပေးလိုက်ရှာမေဆန်ရှာတရိပ်ထားဟုမေဆန်ရှာ၏ရှိမှလူတယောက်ကစတင်လှုပ်ရှားသွားသည်လရောင်တွင်ဝင်းခနဲလက်သွားသည်ကိုမြင်ရ၏ကိုနေတော်ကသူ့ကိုချုပ်ထားသောလူ၏လက်မှရုန်းကန်နေသည်ကိုလည်းတွေ့ရသည်မေဆန်ရှာကရင်ဆိုင်ရန်အသင့်ပြင်လိုက်ဟန်ရှိသည်နှစ်ယောက်တယောက်တိုက်ပွဲကစလေပြီယောက်ျားသားနှစ်ယောက်နှင့်မေဆန်ရှာတရားမျှတသော တိုက်ပွဲပဲပဲ ခွန်မြတ်သာရင်ထဲမှာတင်းကျပ်သွား၏စောစောကပူနွေးနေသော သွေးတို့သည်စူပွက်သည်အထိမြင့်တက်လာသည်သူ့ရင်ကိုတစုံတရာကစောင့်တွန်းလာသည်ဟုခံစားလိုက်ရသည် ခန္ဓာကိုယ်တောက်မက်သွားသည်အန်ကိုကျိတ်လိုက်၏မေဆန်ရှားကလည်းလူစိုးနီယာကိုအသေးလေးခုခံနေသည်တေပြီးတော့ဟူသောအတန်တန်ကဖုံးထဲမှတစင်ခွန်မြတ်သာနားစီတဲ့သို့ဝင်လာသည်ခွန်မြတ်သာတက်ပြင်းရှိုက်လိုက်သည် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်မေဆန်ရှားကြာလင်အေးနှိမ့်တော်မီ မေဆန်ရှားကိုကဲမဖြစ်တော်မီသူချစ်တော်မေဆန်ရှားကိုရန်သူလက်မှာမကြဆုံးစေရရန်သူလက်ချက်ဖြင့်မေဆန်ရှားအသက်မဆုံးရှုံးစေရမေဆန်ရှားအသက်ကိုသူ့အသက်နဲ့လဲလှယ်သည့်လဲလှယ်ရမည်ကိုနေတော်ကလည်းသူ့ကိုချုပ်ထားသူနှင့်တိုက်ခတ်နေရသည့်မေဆန်ရှားကိုမကင်နိုင်မေဆန်ရှားမှလည်းနှစ်ယောက်တယောက်အသေးလက်ရင်ဆိုင်တပ်ပုတ်နေရ၏ခြေသလုံးတွင်ပတ်ထားသောတအိမ်မတမျှကိုခွန်မြတ်သာဆွဲထုတ်လိုက်သည် ထို့စဉ်အမလေးဟူသောအတံဖြင့်မေဆန်ရှားလဲကျသွားသည်ကိုတွေ့လိုက်ရသည် ခွန်မြတ်သားမျက်လုံးထဲမှာမိတွေဝင်းဝင်းတောက်သွား၏စိုးရင်မူကမြင့်ဆုံးဒီဂရီဖြင့်သူ့နှလုံးသားကို ထိုးဆွလိုက်သည်လဲကျသွားသော မေဇန်ရှားကိုလူစိုးတယောက်ကအပေါ်မှ စီမိုးလျက်ဓာပြင်ထိုးရန်ဟန်ပြင်လိုက်သည်ခွန်မြတ်သားကြည့်မနေနိုင်တော့အချိန်မီမေဇန်ရှားကိုကဲရမည်လက်တွင်ကင်ထားသောဓားများကိုပြစ်လွှတ်ရန်လက်ကိုမျှောက်လိုက်၏သို့တော့ခွန်မြတ်သား၏လက်ကိုတစုံတယောက်ကနောက်မှနေ၍ဖမ်းချုပ်လိုက်သည်ခံလိုက်ရ၏မလုံနဲ့ရက် အမိတ်ပေးတဲ့ကနောက်မှဟိန်ထွက်လာသည်ဂျေဇုတင်မာတဲ့ဒေါ်မီဆန်ရှာအစကဒေါ်မီဆန်ရှာပြောတာကိုကျွန်တော်လက်မခံချင်ခဲ့ဘူးဒေါ်မီဆန်ရှာရဲ့ယူဆချက်ကောက်ချက်တွေမမှန်ဘူးလို့ပဲယုံကြည်ခဲ့တယ်နောက်ဆုံးကြမှဒေါ်မီဆန်ရှာဆန္ဒပြင်းပြလွန်တာကို အားနာပြီးလက်ခံခဲ့တာစကံမူဤအရဲ့အပြုံးတွေလက်ဖက်ရည်လေးတောက်လိုက်ပါအောင်အားလုံးပြင်းမနေကြပါဘူးဟုရဲဦးစောဝင်းကပြောသည် ကျွန်တော်နှင့်ရှာလက်ဖက်ရည်အနှဲငယ်စီတောက်ကြ၏ ကျွန်တော်လဲဒေါ်မင်းဆန်ရှားကဥတော်ထွန်းအိမ်ခေါ်ပြီးကားဘင်းရာတွေခြေရာတွေပြစင်ကဒေါ်ပွားခဲ့တာအမှန်ပဲအတရကန်ကမောင်မျိုးခိုင်မဲ့မောင်မျိုးခိုင်ကိုအပြစ်လွတ်စေခြင်းလို့တခြားလမ်းကိုလွှဲအောင်လုပ်တာလို့တောင်ထင်မှားခဲ့တယ်။ဒါမဲ့ဓာတ်ပေါ်မှာလက်ဝေရမတွေ့တာရဲ့တရိုးရဲ့အနောက်မှာဒေါ်မင်းဆန်ရှားပြောသလိုစီးအပြာရောင်တွေ့ရတာရဲ့တိလာရတဲ့အခါကျတော့ဒေါ်မင်းဆန်ရှားထင်မြင်ချက်တွေကိုမငင်းနိုင်တော့ဘူး။ရဲအုံဆောင်ရင်စကား ရှားကိုလေးစားစွာကြည့်ရင်ဖွင့်လင်းစွာပြောသည်ရှားကမူရှိမြဲအပြုံးချုံချုံနှင်းဖြစ်ဤဘာမှပြန်မပြောဒီညပြန်ပေးအစီအစဉ်ကိုဒေါ်မီဆန်ရှားတင်ပြတော့စကမ်းမှုနဲ့ကျွန်တော်တို့နေအောင်တော့ခေါင်းချင်းရိုက်ခဲ့ကြသေးတယ်။ဒါမျိုးကကျွန်တော်တို့အနေနဲ့လုံးလေးလောက်တာမရှိဘူး။နိုင်ငံသားမှဆိုရင်တော့တမျိုးပေါ့လေ။ခုတော့လေဒေါ်မီဆန်ရှားဆင်ထားတဲ့အခွက်ကတရခန်ကိုလက်စုပ်လက်ကင်တက်တေကန်တွေနဲ့ကွိကနဲ့ကိုမိစေတာပဲ။တကယ်ကိုချီးကျူးပါတယ်ဗျာ။ရဲ့အိုဆိုဝင်ဆက်သည်စကား။ နိဗ္ဗာန်အောင်ရှာရဲ့ဒီအစီအစဉ်မှာကိုကိုကဝင်းမိတာပါခဲ့ရတာဘာမှကိုတိတိကျကျရှင်းရှင်းလင်းလင်းမသိခဲ့ရဘူး။ရှာကိုယုံကြည်လို့ရှာပြောတဲ့အတိုင်းလုပ်ခဲ့ရတာကပြောစက်မအောင်ရှာရှာခွေတွေ့ရှိသိရှိလာတာတွေကျွန်တော်ကရှာလက်ကိုစုပ်ကိုင်းရင်ရှာမျက်နှာကိုလေးစားမျက်နှာအထင်ကြီးစွာကြည့်ရင်တိုက်တွန်းလာသည်။ရှာက ကြည်လက်လက်အပြုံးတစ်ခုပြင်ကျွန်တော်ကိုပြန်ခဲ့ကြည့်။ကိုကိုလည်းမရိပ်မိတာမဟုတ်ပါဘူး။ရိပ်မိနေမှာပါ။ဒါပေမဲ့ကိုကိုကခွန်မြတ်တာက ရှားကိုလူယူမဲ့သူဆိုတဲ့မျက်လုံးနဲ့အကြည့်ကြည့်နေလို့တခြားအချက်တွေကိုမမြင်ဖြစ်ခဲ့တာပါတကယ်ပါပဲရှားကိုတောင်ကိုကခွန်မြတ်တာနောက်ပါသွားမလားထင်ခဲ့သေးတာပဲမဟုတ်လားဟွန်းဒါကတော့ကျွန်တော်စကားမဆက်နိုင်ရှားစကားပေါ်တွင်မလုံမလဲဖြစ်ပြီးမျက်နှာပူသွားဤစကမ်းမှုနှင့်ရဲအုပ်စောဝင်းကရည်လိုက်ကြပြီးအချက်မသိသေးတော့လဲကို့ချစ်သူကိုတခုတရိုးကမ်းမဲ့သူထင်မိတာနေမှာပေါ့ဗျာချစ်ရဖန်းစားမှုပေါ့ဟုစကမ်းမှုကယင်းနီးခင်မင်းစွာအတော်ဝင်ပါပြီ ရှားကကျွန်တော်ကိုရွှွှွှဆာဆာကြည့်ပြီးမှရှားခုံမြတ်တာနဲ့လိုက်သွားတာနှစ်ကြိမ်ရှိတယ်။အဲ့ဒီနှစ်ကြိမ်ကလည်းခုံမြတ်တာကိုရှားစုံစမ်းခြင်းလိုပဲ။အဲ့ဒီတော့ငါရှားတစုံတစာပြောဥပါတယ်။ရှားလေးလာခြင်းတာလေးရှိတယ်လို့အဲ့ဒါတော့ကိုကကထင်လွဲခဲ့သေးတယ်။ကဲပါရှားရဲ့အဲ့ဒါထားပါ။ရှားတိခဲ့တွေ့ခဲ့တဲ့တဲ့လွန်စာရခဲ့တာလေးတွေပြောပြပါဦး။ဒီလိုပါအာရှားတွေ့ခဲ့မိတာကကိုဘွားတထောင်မောင်မဲကောင်ကတော်ယုံလို့မဖြစ်နိုင်ဘူး။ ကိုကိုနဲ့ရှာပြောခဲ့တယ်လို့အတိုင်းဝိုင်းတောင်းပြီးငွေကြေးရမှလည်းပြည့်စုံသူဖြစ်ရမယ်။တွေးခေါ်လည်းကောင်းရမယ်ပေါ့။အဲ့ဒီချိန်မှာခွန်မြတ်သားကရှာကိုထမင်းစားဖိတ်တယ်။အဲ့ဒီခေါက်ကကိုကိုကိုပါခေါ်တာပါ။ကိုကိုနဲ့လွဲသွားလို့လေ။အဲ့ဒီခေါက်ကရှာသူ့ရင်ရောက်တော့တခုတတိပြုတ်လိုက်မိတာကစာအုပ်တွေပဲ။သူ့ရဲ့ဘာသာရပ်ဆိုင်ရာစာအုပ်တွေပြင်ထူးထူးခြားခြားတွင်းလိုက်ရတာက ဥရောပနိုင်ငံတွေနဲ့ဂျပန်ကလျှော့ဝဲအဖွဲ့တွေအကြောင်းစာအုပ်တွေရဲ့အာဇင်လူပင်စာအုပ်တွေရဲ့ မြန်မာစာအုပ်တွေကစောရတက်ပြင်းတို့မိုက်ခဲထွန်းရွှေတို့စတဲ့ဆောင်မျိုးတွေကြီးပဲသူကအဲ့ဒီစာအုပ်တွေကြောင့်နည်းနည်းဆွေးနွေးကြည့်လိုက်တဲ့အခါကျတော့သူကအဲ့ဟာတွေကိုစိတ်ဝင်စားတဲ့အကြောင်းကိုတွေ့လာရတယ်။အဲ့ဒီပါပဲကိုဝါတထောင်မောင်မဲကောင်ကခွန်မြတ်တာလားလို့စပြီးတွေးမိတယ်။အင်းဟုတ်တာပေါ့ဆက်ဆက်နေတာကိုဒါနဲ့အဲ့နေရာရှာအကြံတစ်ခုထုတ်လိုက်တယ်။ခွန်မြတ်တာစီကပြန်ရင်စားတဲ့ဆောင်ကွန်ပျူတာဝင်စီရအောင်မယ်ဆိုတော့ခွန်မြတ်တာကသူရိုက်ပေးမယ်လို့ပြောတယ်။ သူ့လုံခန်းထဲမှာကွန်ပျူတာတစ်လုံးရှားတွေ့ထားတယ်လေရှားသဘောတူလိုက်တော့သူကစာတစောင်ချက်ချင်းပဲရိုက်ပြီး print ထုတ်ပေးတယ်အဲ့ဒီမှာရှားထင်တာသိကြသွားတာပဲ print ထုတ်လိုက်တဲ့စာရွက်မှာအဆက်ကလေး30ပါတယ်လေမောင်မဲကောင်ပို့ပေးခဲ့တဲ့စာလေးတွေတဲကအတိုင်းပဲပေါ့ဒါဆိုအဲ့ဒီကလေးကခွန်မြတ်တာကကိုဘားတရာမောင်မဲကောင်မှရှားတိနေခဲ့တာပေါ့ဟုတ်လားရှားကကောင်းနေသည်နောက်ပိုင်းကိစ္စတွေကတော့ကိုကိုတိပီးသားတွေပါပဲဥတောက်ထွန်းအသက်ခံရတယ်မောင်မျိုးခံတရားခံဖြစ်နေတယ်ရှားတို့က မောင်မျိုးကန်မဟုတ်ဘူးလို့ယူဆတယ်။ဥတော်တွန်းခန်းထဲကမောင်မဲကောင်စာကိုရတော့မောင်မဲကောင်လက်ချက်ပဲလို့ကောက်ချက်ချနိုင်တယ်။ဒါပေမဲ့လက်စုပ်လက်ကန်ဘယ်လိုလုပ်ပြမလဲ။ကားပင်ရဖက်နဲ့ရဒါအဲ့ဟာတွေဘယ်လိုလုပ်တိကျပြမလဲ။အဲ့ဒီအချိန်မှာရှားကခွင့်မြတ်တာနဲ့လိုက်သွားတယ်။ကုကူတောင်ရှားစီဖုံးဆက်တော့မရတဲ့နေရာလေ။မောင်မျိုးကန်ကရဲစခန်းမှာလာပြီးဖမ်းခံတဲ့နေရာလေ။အဲ့ဒီနေရာခွင့်မြတ်တာအိမ်ရောက်တော့ခွန်မြတ်တာကိုသူ့ယုံကဖုံးခေါ်တာနဲ့ယုံကိုခဏပြန်သွားရတယ်။ ရှားကသူ့ကိုအပြင်ပထုတ်လိုက်ဖို့ကြမ်းနေတုံဆိုတော့ရှားအကြိုက်ဖြစ်သွားတာပေါ့ဒါနဲ့ခွန်မြတ်သာမရှိတော့ရှားကခြံနဲ့ဆင်းနေခွန်မြတ်သာရဲ့လူယုံကြည်ဥက္ကွန်ဆိုင်တဲ့စကားပြောတယ်။တည့်ရပင်ကတည့်ရသီးတွေမှဲ့ရှင်ပြီးတွဲတွဲကြနေတာကို ရှားကမခုဘူးလားလို့မေးတော့ဥက္ကွန်ဆိုင်ကမခုဘူးဆရာလေးကသူစားခြင်းရင်သူကြိုက်တဲ့အလုံးရဲ့အညာကိုဒါနဲ့ပြစ်ပြီးခူးတယ်ပင်မဲ့လက်လက်ဆက်ဆက်ပဲသူကကြိုက်တယ်ကျန်တာတွေလည်းမခုခိုင်းမှုလို့ဖြေတယ် ရှားကအဲ့ဒါလောက်တောင်ကိုခွန်မြတ်တာကဓားပြည့်လက်ဖြောင်းလားလို့မေးတော့ဥခွန်ဆိုင်ကဖြောင်းတာပေါ့ဆရာမလေးရဲ့ဆရာလေးကဓားပြည့်သိဝါဒနာပါတာနေ့စဉ်ဓားပြည့်လေးခြင်းနဲ့ဆရာလေးလက်ဖြောင်းတာဆရာမလေးမမြင်ဘူးလို့အပင်ပေါ်ကတရသည့်အညာကိုဓားနဲ့ပြစ်ပြီးခုတာကိုကြည်ပါလားလို့ပြန်ပြေတယ်။အဲ့ဒီမှာရှားလိုခြင်းတဲ့ချက်ကသိကြသွားပြီပေါ့။ဥတော်ထွန်းကိုခြံပြင်ကနေဓားနဲ့ပြစ်တာကိုလေဓားနဲ့ကျဲနေသေးတာက ကားပဲ။ဒါကြောင့်ခွန်မြတ်တာကချက်တာပဲ။ အခုစီးနေတဲ့မတ်ဒူကအပြင်တခြားကမရှိဘူးလားလို့မေးတော့ဥက္ကွန်ဆိုင်ကရှိတာပေါ့တခါတလေမှဆရာလေးကသုံးတယ်။ယုံသွားရင်တော့မတ်ဒူပဲသုံးတယ်လို့ပြောတယ်။ကားကဘာမျိုးစားလဲ။ကောင်းစားနေမှာနော်လို့စကားမျှတော့ပရာဒိုကြောက်စင်းရအောင်နံမက်ကလေးခါဝေးလို့သူကပြောတယ်။ဒါဆိုရှာတိကျင်တာလုံလောက်သွားပြီ။ဒီတော့ရှာစင်းစားတာကခွန်မြတ်တာအိမ်ကိုရဲရည်နဲ့ဝင်းရှာမလားဘလို့လုံမလဲဆိုတဲ့နီးလမ်းပဲ။ရှာကစကားရှင်လျားစွာရှင်းပြလိုက်ရတဲ့ပြင်မောသားဟန်ပြင်ရလိုက်သည်။ ရဲဥဆောင်ဝင်ကဒေါ်မင်းဆန်ရှာအဲ့ဒါကျွန်တော်တို့နဲ့လာတိုင်မင်းနဲ့ကျွန်တော်ကတခါတည်းဝင်ဖမ်းခြင်းနဲ့ဒါမှခက်နေတာကရုတ်တိပေတာနီးရမောင်မဲကောင်ကဥတော်ထွန်းကိုတတ်တယ်မောင်မဲကောင်ဆိုတာလဲခွန်မြတ်တာပဲဒါမှအဲ့ဒါတွေကိုခွန်မြတ်တာကရှောင်းတိန်ဖုံးကွယ်မယ်ဆိုရင်ရှောင်းတိန်နိုင်တယ်ကြိုတင်ပြင်ဆင်ထားရင်လည်းထားလိမ့်မယ်ဒါကြောင့်ဒေါ်မင်းဆန်ရှာကကရဲဓာရဲမောင်မဲကောင်ရဲ့တပြိုင်နဲ့တစ်ချိန်နဲ့တနေရာထဲမှာစုံပြီးလက်စုပ်လက်ကမ်းမိဖို့ကိုနေတော့ကိုပြန်ပေးဆွဲခံရတဲ့အောင်စီစဉ်ဖို့အကြံပြုတယ် နောက်ဆုံးတော့ဒေါ်မေဆန်ရှာချန်ကိုကျွန်တော်လက်ခံပြီးခုလိုအကောင့်ထဲပေါ်ခဲ့တာပဲဟူဝင်ပြောနေသည်စကမ်းမှုကအိမ်မော်လေးခုတော့ခွန်မြတ်တာရဲ့ကားပင်ရကဥဒောက်ထွန်ချန်ပေးမှာတွေ့ရတဲ့ကားပင်ရနဲ့တထက်တဲ့တူနေတာရဲ့ကားရှိပဲပဲဘိန်းမှာစူးနေတဲ့တံပြားစာရဲ့ဥဒောက်ထွန်ရင်ဝမှာဆိုင်နေတဲ့တံပြောင်းနဲ့တထက်တဲ့တူနေတဲ့နောက်ထပ်တံပြောင်းတစ်ချောင်းကိုခွန်မြတ်တာလက်ထဲကရလိုက်တာရဲ့အဲ့ဒီတောင်မှ MMK ဆိုတဲ့ စလုံးနေပါတာရဲ့အလုံးကတက်သေးကန်အတီကြခိုင်မာရပြီပေါ့ဗျာကိုမြတ်သားကလည်းသူဟာကိုဘွားတထောင်မောင်မဲကံဖြစ်ကြောင်းဥဒထုံကိုသူသားနဲ့ပေါက်ခဲကြောင်းဝေခံပြီဆိုတော့အမှုကလည်းဏီကုန်းကံမအဆုံးသက်ပြီးရုံတင်မှုပဲကြံတော့တယ်ဟုဝင်ဖြစ်ဆွလာလေသည်မေဆန်ရှားကစကမ်းမှုဤစကားအဆုံးတွင်တစုံတစ်ခုကိုတတိယဟန်ဖြင့်စကမ်းမှုအားကြည့်ပြီးစကမ်းမှုကြည့်ကျမကိုခွန်မြတ်တာနဲ့ခဏတွေ့ဝင်ပေးပါဟုခွင့်တောင်းလာလေသည်ရပါတယ်တွေ့ပါစကမ်းမှုကခွင့်ပြုချက်ပေးလာသည်ကိုကို ကိုကိုပါလိုက်ခဲ့ရှားကကျွန်တော်ကိုခေါ်ပြီးစခန်းမှုခန်းမှာထွက်လာခဲ့သည်အချုပ်ခန်းသို့သွားရာလမ်းတွင် ကျွန်တော်ကရှားကိုမေ့သည်ဘာကိစ္စရှိသေးလို့လဲရှားရှားခွန်မြတ်တာကိုတောင်းပန်ခြင်းလို့ပါအကျွေးတစ်ခုလည်းဆက်ခြင်းလို့ကျွန်တော်နားလည်ပါတယ်မေဆန်ရှားမေဆန်ရှားကိုကျွန်တော်အပြစ်မတင်ပါဘူးကျွန်တော်ကဥတော်ထွန်းကိုပညာပေးဆုံးမှခြင်းလို့ဓာတ်နဲ့ပေါက်တာအမှန်မှာတေးစီလိုတဲ့အထီတော်မရည်ရွယ်ခဲ့ပါဘူးဥတော်ထွန်းကငွေကြေးဒနာအင်အားနဲ့မသမာနီရေတုံးပြီးစီးဝါရှာယုံမြမက အပြစ်မဲ့တဲ့သူတွေကိုလည်းဒုက္ခပေးခဲ့တာရှိတယ်မောင်သိန်းတို့လိုပေါ့မောင်သိန်းရဲ့အလုပ်ရှင်ကိုကားနဲ့တိုက်ပြီးရှင်းတယ်ဒါမျိုးပေါ့ဒါကြောင့်ဥတော်ထွန်းကိုကျွန်တော်ကတရားမျှတမှုကိုပေးတာပါဒါပေမဲ့မမျော်လင့်မဲ့ဥတော်ထွန်းတည်ဆုံးနေတည်ဖြစ်သွားတယ်မောင်မျိုးကန်ကတရားခံဝင်ဖြစ်တယ်ဒါကြောင့်မောင်မျိုးကန်အပြစ်လွတ်ဖို့မေဆန်ရှားကစူးစမ်းရတယ်ကျွန်တော်ကိုအပြစ်ရောက်စေခြင်းလို့မဟုတ်ဘူးဆိုတာကိုကျွန်တော်သဘောပေါက်ပါတယ်လေတန်တိုင်းသားမှကိုပွားတထောင်မောင်မဲကောင်ကိုခွန်မြတ်တာကပြောသည် သူပြောမှရှင်းလင်းပြတ်သားသလိုမျက်လုံးများမှလည်းတောက်ပနေကြောက်စိတ်ရွံ့စိတ်တုံလုံးစိတ်စိုးစင်းများမတွေ့ရဒေါသရိပ်လည်းမမြင်ရဝမ်းနဲ့ကြေကွဲဟန်လည်းမပေါ်လွင်ကျွန်တော်ကတခုံးမှဝင်မပြောပဲရှားပေးမှသာငြိမ်ရနေမိအကျမတောင်းပန်ချင်တာကကိုကိုမြတ်တာကကျမကိုမေတ္တာရှိတယ်ကျမကိုမြတ်နိုးတယ်ကျမကိုကူညီခြင်းနဲ့ကျမကိုဒုက္ခမရောက်စေခြင်းမူအဲ့ဒီချက်ကိုကျမကခုတုံးလို့အသုံးချပြီးကိုကိုကိုပြန်ပေးဆွဲတဲ့အကွက်ဆင်ကွက်လောက်ခဲ့ရတာကိုအဲ့ဒါ ခွင့်လို့ပေးပါ။ရှားကတုံညင်းတိမ်မွေးစွာတောင်းမန်စကားဆို၏။ရှားစကားလိုင်းတွင်မစိတ်မကောင်းမှုဖြင့်တုံခတ်နေသည်။ကျွန်တော်ပြောပြပါဘကော။မင်းစံရှားကိုကျွန်တော်ဘလို့မှသဘောမထားပါဘူးလို့။တကယ်ပြောရရင်ကိုဘွားတထောင်မောင်မဲကံကိုကျွန်မအရင်လေးစားပါလေ။ဒါကြောင့်ကိုခွန်မြတ်တာကိုကျွန်မထပ်ပြီးခွင့်တခုလောက်တောင်းချင်ပါတယ်။ဘာလဲမင်းစံရှား။တရားရုံတော်ကြရင်ကျမကိုကိုဘွားတထောင်မောင်မဲကောင်ရဲ့အကျိုးဆောင်ပြင်လိုက်ပါဆောင်ရွက်ခွင့်ပြုပါ။ ခွန်မြတ်သားဤမျက်လုံးများကရှားထန်သောအံ့အားတင်ခြင်းနှင့်အတူလေးစားကြည်ညိုမှုများကိုပို့လို့သည်ကျေနပ်ဟန်ဝင်းဝင်းပြက်ပြက်ဖြင့်တကယ်ပြောတာလားဗျာဟုပြန်မေး၏တကယ်ပါကိုခွန်မြတ်သားကိုနေတော်ကခွင့်ပြုပါရဲ့လားခွန်မြတ်သားကြီးကကျွန်တော်ထံရောက်လာ၏ကျွန်တော်ဆန္ဒကရှားဆန္ဒနဲ့တထက်ထဲပါပဲကိုခွန်မြတ်သားခွန်မြတ်သားကကောင်းငင်သည်စောစောကပြည့်တံကိုမတုံမလုံမကြောက်မရွံ့ရှိခဲ့သောခွန်မြတ်သားမျက်လုံးများမှရည်ဝေဆွဆွလာသည် ဉာဏ်တရားကိုချင်းစာတရားတို့ကိုသူခံစားတွေ့ထိလိုက်ရပုံရရှိသည်ကိုနေတော့ကိုယောမီဆန်ရှားကိုပါကျေးဇူးတင်ပါတယ်ဗျာပြီးတော့ကိုနေတော့ကိုကျွန်တော်တခုတော့ထပ်ပြီးခွင့်တောင်းပါရစေဟိုတုန်းကမဂ္ဂဇင်းတိုက်ကိုလာပြီးမေဆန်ရှားကိုချစ်ခွင့်ပန်ခွင့်တောင်းခံခဲ့ဘူးသလိုအခုတခါလဲခွင့်ပြုပါအောင်ဗျာမေဆန်ရှားကိုကျွန်တော်စိတ်ထဲရင်နဲ့အသေးနှလုံးထဲကနေဆက်ပြီးတော့ချစ်သွားခွင့်ပေးပါဗျာနော် ကျွန်တော်ရင်ကိုခွန်မြတ်တာစကားကလာထီသည်သို့တော့ဒီတကားတော့ဝင်းတိုးချင်းမဖြစ်မီမေဆန်ရှားကိုချစ်ကြတော့တဲနှလုံးချင်းစာနာတတ်ခဲ့ပြီဟုဆိုရပါတော့မည်ခွန်မြတ်တာအားအားပေးနှုတ်ဆက်၍ချုပ်ခမ်းမှပြန်ထွက်လာတော့အခါစကမ်းမှုခံဝနိုင်မမျိုးကန်နေတစ္ဆာတို့ကိုတွေ့လိုက်ရတော့သည်ကိုကြီးနဲ့မမရှားကိုစောင့်နေတာကျေးဇူးတင်ကြောင်းပြောမလို့ကတော့မလို့ပြောပြောဆိုဆိုမမျိုးကန်နေတစ္ဆာတို့ကကျွန်တော်နဲ့မေဆန်ရှားကိုယူသေးစွာထိုင်ကြတော့ကြသည် ။ယင်းထဲမှာလည်းဂျင်းနဲ့ပီတီတွေဖြစ်ရပြန်၏။စုတွေလည်းပေးရပါသည်။ညစ်တော်နဲ့နေပြီးကိုကြီးတို့မမရှာတို့ဘယ်ပြန်မလဲ။တစ္ဆာတို့လိုက်ဖို့ပေးမယ်လေ။တစ္ဆာမှာကားပါလာတယ်။ဒါဆိုကျေးဇူးပါပဲကွယ်မမရှာအိမ်ကိုလိုက်ဖို့ပေးပေါ့။ကိုကွာအဲ့ဒီကမှတစင်သူ့အိမ်ပြန်မှာ။ဟုတ်ကဲ့မမရှာ။စကံပူချင်းနဲ့ရဲအုပ်စောင်းဝင်းကိုနှုတ်ဆက်ပြီးတစ္ဆာဤကားကလေးနဲ့ကျွန်တော်တို့လိုက်ပါလာခဲ့ကြသည်တစ္ဆာကကားကိုမောင်းလျက်မောင်မြုပ်ခိုင်ကတစ္ဆာဘေးမှာရှေ့ခန်းမှာကျွန်တော်နဲ့ရှားကနောက်ခန်းမှာ ရှားကကျွန်တော်ပကုန်းကိုမှီ၍ပါလာသည်ပင်မန်းနွမ်းလျနေပြီဖြစ်သောချစ်သူကိုနားပါစေဟုကျွန်တော်ကအလိုက်တင်နေရ၏ရှားလက်ကိုဆုပ်ကိုင်ထားလိုက်သည်ဒီရိပ်ပြေးနေသောကားကလေး၏ပြတင်းမှလှမ်းကြည့်လိုက်တော့ဘူးသားတိမ်လေးတွေတရွတ်ရွတ်ရှောင်ပြေးသွားသဖြင့်ဝင်းဝင်းပပထွန်းလင်းလာသောလမင်းဝါဝါကိုမြင်ရသည် အေးချမ်းသောညသည်လှနေပြန်ပါလေ၏ဒီနေရာမှာပဲ ရှိနေမှလေးမေဆန်ရှာနဲ့ကိုဘတထောင်မောင်မဲကောင်ဆိုတဲ့ဇလန်ကတော့အဆုံးသတ်သွားပြီဖြစ်ပါတယ်နောက်ထပ်လဲမေဆန်ရှာဝိတ္ထုများကိုဆက်လက်ပြီးတင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ